လာကမင်ဖြစ်ပါတယ်ဒီနေရာဆိုလို့ကျွန်တော်တို့လာကမင်တပီ9 cherry 6ဆိုတဲ့နေရာနေထားလေးဖြစ်ပါတယ်ဒီတော့လာကမင်မှာ40 60ဆိုတဲ့အစိုးရမြေပေးမိပါတဲ့ခြံလေးထဲမှာမျက်နှာစာပေ40ပေ60အိမ်နှလုံးပါတယ်ဆိုတဲ့အနေထားလေးတခုမှပိုင်ရှင်အနေနဲ့သိန်း1650ပါရှင်ဓာတ်ရိုက်စိတ်ကြိုက်နှိမ့်နိုင်စေဖြစ်ပါတယ်ဒီတော့ဂါမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတဲ့ဆိုလို့ရှင်လာကမင်လိုအနေထားမျိုးမှာက 3950 3800အဲ့လိုမျိုးပတ်ချလဲမှာခေါ်နေရတဲ့အနေအထားလေးမှာဒီကောင်လေးကလမ်းလေးရတယ်ဒီလိုမျိုးကွန်ကရစ်လမ်းပေါ့နော်ကွန်ကရစ်လမ်းလေးရမယ်ဆိုတဲ့အနေအထားလေးဖြစ်ပါတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့လာပြီမှာအိမ်ဝယ်ဖို့စိတ်ဝင်စားတယ်မိသားစုကလည်းများတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးအခုပြမယ်မျက်နှာစာ40 60တိုင်းနှလုံးပါတယ်ချန်လေးတစ်ချက်ကိုကျွန်တော်ပြပြီးမှဖြစ်ပါတယ်ရှင်းတော့သွားကြည့်အောင် ကဲကျွန်တော်အိမ်လေးတဲဝင်ပြပါမယ်ဒါကအိမ်ဆိုရဲအနေထားနေဖြစ်ပါတယ်နော်လာကမြင်ကျွန်တော်တို့တပြေခုနှစ်လန်း cherry ရှစ်လန်းဆိုတဲ့အနေထားလေးမှာရှိတယ်အိမ်အနေထားလေးဖြစ်ပါတယ်ဒီတော့ကဒီအိမ်လေးကဝင်ဝင်ရှင်းမှဒီလိုမျိုးရေပေါ့နော်ရေတွင်ရှိနေမယ်နောက်ပြီးတော့ဒီလိုမျိုးကားကိုတော့လိုမျိုးအဆောင်တစ်ခုပေါ့နော်ဒါကအခုလောလောဆယ်မှားထားတဲ့အဆောင်လေးတစ်ခုရှိနေမယ်ပေါ့နော်အဲ့လိုမျိုးကိုတော့ ဆောင်လေးတစ်ခုရှိနေမယ်ဆိုတဲ့အနေထားလေးကိုကျွန်တော်နေတွေ့ရှိရတာဖြစ်ပါတယ်ဒီတော့ဒါကဒီအိမ်ရဲ့ညာဘက်ခြံအရှင်းနေကြည့်မယ်ဆိုရင်ဘယ်ဘက်ခြံမှာရှောက်ထားတယ်မနော်ပြောရမယ်ဆိုလို့ရှိရင်သူ့ခြံလေးကပေး40 60ဆိုတဲ့အနေထားလေးမှာအိမ်နှလုံးပါတယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်โอเคဒီတော့ဒါကကျွန်တော်တို့အိမ်ရှေ့မှာလည်းဒီလိုမျိုးကုန်းမင်းလေးတွေဆိုင်ထားတယ်ကျွန်တော်တွေ့ရတယ်နောက်ပြီးတော့ဒါကအိမ်ဘေးအိမ်ဘေးရဲ့နေနေမိဝင်ကျင်ဆိုတဲ့အနေထားလေးဖြစ်ပါတယ် ရှေးလေးတွေကတော့ဖြူဖြူတန်းတန်းနေပဲအဲ့လိုမျိုးနေထိုင်နေဖြစ်ပါတယ်ဒီမှာအိမ်ထဲဝင်မယ်ကျွန်တော်အိမ်ထဲဝင်မယ်ဆိုလို့ရှိရင်ဒီမှာ data box တွေပါနေရှိမယ်ဒါအိမ်တစ်လုံးနဲ့တစ်လုံးကြား space လေးတစ်ခုပေါ့နော်အဲ့လိုမျိုးတွေ့ရမယ်ဒီတော့ကလူမျိုးဆိုလို့ရှိရင်ဒါကအိမ်ဧကန်ရောက်မယ်ပေါ့ဗျာနော်အိမ်ဧကန်ဆိုတဲ့နေထိုင်တွေ့ရမယ်ဒီမှာကျွန်တော်တို့ဖျားကန်ရှိနေမယ်ဒါဖျားကန်ဆိုတဲ့နေထိုင်လေးဖြစ်ပါတယ် ရန်နေကြတွေပါတယ်စီလီတွေပါတယ်အကုန်ရှိတယ်နော်အလူမီနီထားနေနောက်ပြီးတော့ကျွန်တော်တို့ဒီအနောက်ကိုလာမယ်ဆိုလို့ရှိရင်ဒီမှာအိတ်ခံတခန်းရှိမယ်မအိတ်ခံတခန်းရှိမယ်ပေါ့ဗျာနော်အိတ်ခံတခန်းရှိနေမယ်နောက်ပြီးတော့ဒါကရှောင်းတဲ့အကျယ်ဆိုတဲ့နေထားနေပေါ့နော်အလူမီနီနေထားနေဖြစ်ပါတယ်ကယ်ရီကနေရှောင်းတဲ့အနေဝင်မယ်ဆိုရင်ဒါက kitchen kitchen တော့ကျယ်ပါတယ် kitchen အကျယ်ဆိုတဲ့နေထားလေးကိုကျွန်တော်တို့တွေ့ရအောင်အဲ့တော့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ ိုဘက်အိမ်နဲ့ပြန်ဆက်သွားပြီပေါ့နော်ဟိုဘက်အိမ်နဲ့ပြန်ဆက်သွားပြီတော့ဒီမှာရေချိုခန်းနေထိုင်လေးရှိမယ်နောက်ပြီးတော့ဒီမှာကျွန်တော်အိမ်သားနော်ရိုးရိုးအိမ်သားဆိုတဲ့နေထိုင်လေးတွေ့ရမှာဒီလိုမျိုးဟိုဘက်အိမ်နဲ့ကဒီလိုမျိုးလေးဆက်နေအဲဒီမှာဟိုဘက်အိမ်နဲ့ကကိုယ့်ရဲ့အိမ်သားတွေပါဆက်နေတယ်ပေါ့နော်အဲလိုမျိုးနေထိုင်လေးရှိတယ်ဒီတော့ခွဲရောင်းလို့တော့မရအောင်နော်အကုန်လုံးကဆက်နေတယ်ဆိုတဲ့နေထိုင်လေးတွေ့ရတယ်ကဲကျွန်တော်ပြောမယ်ဆိုရင် ဟိုဘက်အိမ်နဲ့သေးမယ်လို့ထင်ရပေမဲ့တော်တော်ကြီးတဲ့ထဲမှာပါတယ်ဒီဘက်အိမ်ကလေးကျတော့အခန်းဖွဲ့ထားတယ်ဆိုတဲ့အနေထားလေးမှာအနည်းလေးပို့ပြီးတော့ကျယ်ပြန့်တယ်ဆိုတဲ့အနေထားလေးတွေ့ရတယ်အိမ်ခံတော့တခန်းပဲရှိမယ်ဆိုတဲ့အနေထားလေးကိုတွေ့ရတယ်ပေါ့နော်ဒီ single room တစ်ခန်းရှိမယ်။အဲ့တော့ဒီမှာမြင်တွေ့ရတဲ့အတိုင်းပဲအဲ့ခန်းချက်လေးတစ်ခုရှိမှာဖြစ်ပါတယ်။ ဒါကဒီအိမ်ရဲ့အနေထားလေးကိုကျွန်တော်အနေနဲ့တွေ့ရှိရတာဖြစ်ပါတယ်။ဒီတော့မိတ်ဆွေတို့အနေနဲ့အနီကုန်းကျောင်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီ channel ကနေ့နေ့စားပေ40 60လှာကမြင်မြေပေးမိတ်ဆိုတဲ့အနေထားလေးမှာကိုယ်အနေနဲ့ယုံကြည်စိတ်ချရတဲ့ရေမကြီးတဲ့လူစီကားတဲ့နေရာမှာနေချင်တဲ့လမ်းလေးရတယ်ဒီလိုမျိုး concrete လမ်းနဲ့ ုံးချံငုတ်ဆိုတဲ့အနေထားလေးတစ်ခုပါစိတ်ဝင်စားတဲ့ဆိုရင်တော့ပိုင်ရှင်ခေါ်တဲ့ဈေး1650ပိုင်ရှင်ဒိုင်းရိုက်စိတ်ကြိုက်နှိနိုင်စေနဲ့ဒီအိမ်လေးတစ်လုံးလာကပင်မှာရှိပါကြောင်းကျွန်တော်အနေနဲ့လာပြအချင်းဖြစ်ပါတယ်ကျွန်တော်ပြောခဲ့သလိုပဲလာကပင်မှာဒီခြံဈေးနှုန်းတွေကတိုက်ပါလို့ရှိရင်3600နဲ့1600 ပတ်ချာလေမှာခေါ်နေရတဲ့ထဲမှာဒီလိုမျိုးအနေထားမျိုးလေးကိုမိတ်ဆွေတို့အနေနဲ့လက်ခံနိုင်နေဆိုရင်ဒါမိတ်ဆွေတို့အတွက်ရွေးချယ်စဉ်းစားစရာတစ်ခုဖြစ်ပါတယ်လို့ကျွန်တော်လာပြောပြခြင်းဖြစ်ပါတယ်ယေစုတင်ပါတယ်